ငြိမ်းချမ်းမှုကိုဆင်ခြင်ရမည်ဆိုတာမြေတို့ဆင်ခြင်ရမည်ကိုအကျယ်ထက်ပြီးဖြစ်နိုင်ပါကဥပမာလေးနဲ့ကျေးဇူးပြု၍ရှင်းပြပေးစီလိုပါတယ်ဘုရားဘုဒ္ဓနိပါဒအထက်ကတာမှာဦးဇင်းတို့ကငြိမ်းချမ်းမှု၃မျိုးတွေ့တွေ့ရတယ်နော်လောကီငြိမ်းချမ်းမှုတွေ့ရတယ်ဇန်ငြိမ်းချမ်းမှုတွေ့ရတယ်ပြီးတော့နိဗ္ဗာန်ငြိမ်းချမ်းမှုဆိုတာတွေ့ရတယ် ဆိုတော့ညီချမ်းကို၃မျိုးတွေ့ရပါတယ်။လောကီညီချမ်းမို့ဆိုတာအဲ့ဒီမှာ၂မျိုးထပ်ခွဲသေးတယ်။ဒါဆိုရင်မိစာဒိဋ္ဌိအယူမှားရှိတဲ့ပုဂ္ဂိုလ်တွေမှာသူတို့ကသင်ပေးထားတဲ့ညီချမ်းမို့၃မျိုးပြီးတော့ရိုးရိုးရောလောကီညီချမ်းမို့၃မျိုးအဲ့ဒီဟာတော့တည်မရှင်းပြထားဘူးဒါပေမဲ့ဥစဉ်နားလိုက်တဲ့အတိုင်းဘယ်သူမှမနှောက်ရှိတဲ့အခါမှာစပါးစောအလုံးများများလုပ်ပြီးတော့ ဒီအစီအစီတနည်းအားမှထိုင်လိုက်ပြီးတော့ဘယ်သူမှမနှောက်ရှက်တဲ့အခါမှာငြိမ်းချမ်းမှုကိုပျော်လိုက်မယ်။နောက်ငြိမ်းချမ်းမှုကဇန်ငြိမ်းချမ်းမှုဖြစ်နေတယ်ပြီးတော့တတိယအမျိုးအစားဆိုပြီးတော့နေပန်းငြိမ်းချမ်းမှုအဲ့တော့ဥစဉ်တို့ကတရားအထုတ်တဲ့အခါမှာဥစဉ်တို့ကအဲ့ဒီတမထဘက်ကိုငြိမ်းချမ်းမှုမျောလန့်တဲ့ဒါမှဟောဝိပဿနာဘက်ကိုငြိမ်းချမ်းမှုမျောလန့်တဲ့အဲ့တော့ဘယ်ဘက်မှာဆိုမျောလန့်ဒီဖြစ်စီ ဦးဇင်းတို့ကပထမအဖြစ်နိဝရဏ၅ပါးဆိုတဲ့အဟံအတာအဟံအတာ၅ပါးကိုကျွန်တော်ဖယ်ရမှာအဟံအတာ၅ပါးဆိုတာကာမစ္ဆန္ဒပြပါဒာဌိနမိတ်္ထာဩဒိသကောပုစာနဲ့ဝိစကိစာဆိုတဲ့ယာကတမချင်းသူတပါးကိုအကျိုးမဲ့ကိုကြံစီချင်းပြင်းရီချင်းထိုင်မိုက်ချင်းပြီးတော့စေလှုပ်ရှားချင်းအာတွေ့ဝဲချင်းပြီးတော့ယောမတန်တရာဆိုတဲ့အဟံအတာ၅ပါးကိုကျွန်တော်ဖယ်ဖြစ်ရမှာ အဲ့တော့ကရကမတို့ကအာတရားအထုတဲ့အခါမှာငြိချမ်းမှုကိုတတိကမဲ့ဆိုလို့ရှိရင်အဲ့ဒီနိဗ္ဗာန်၅ပါးမတွေ့တာကိုရှုနေရတယ်ဒါဆိုຢາກတတ်မဲ့မှုတွေ့လားမတွေ့ဘူးအဲ့လိုဆင်အဲ့ဒါဘယ်လိုခံစားလဲပေါ့နော်ဒေါ်တာတွေ့လားမတွေ့ဘူးဆင်အဲ့ဒါရောဘယ်လိုခံစားလဲပေါ့ပြီးတော့ပြင်းရင်မော်သွားပြီးတော့အိတ်ချင်တယ်ဆိုပြီးတော့အဲ့လိုဆေးမတွေ့ဘူးလားအဲ့လိုဆင်တော့အဲ့ဒါမတွေ့ရင်ဘယ်လိုခံစားလဲပေါ့ တွေ့ဝဲမှုကိုကိုကိုကဲရမှုလဲမတွေ့ဘူးဆိုလို့ရှိရင်ဘယ်လိုခံစားလဲပြီးတော့မြက်စာဖျားတရားသင်္ခါနဲ့ပတ်သက်တဲ့အာဒီဟောတန်တရားမတွေ့ဘူးလားအဲ့ဒါရောဘယ်လိုခံစားလဲဆိုပြီးတော့အဲ့ဒီ၅ချက်မတွေ့ဘူးဆိုလို့ရှိရင်အဲ့ဒါမဟုတ်ရင်အဲ့ဒီ၅ချက်မှာအနည်းဆုံးတစ်ချက်မတွေ့ဘူးဆိုလို့ရှိရင်အဲ့ဒီမတွေ့တာကဘယ်လိုခံစားလဲဆိုပြီးတော့သိရအောင်အဲ့တော့ဦးဇင်းတို့ကအစားမှ ထူးထူးခြားခြားငြိမ်းချမ်းမှုမျှော်လင့်မယ်ဆိုလို့ရှိရင်ပြဿနာတက်နိုင်တယ်။ဒါဆိုတော့ထူးထူးခြားခြားငြိမ်းချမ်းမှုမတွေ့တော့စိတ်မချမ်းမချမ်းသာဘူးပေါ့။စိတ်မကောင်းတော့ကိုကိုကိုလည်းအာကဲရလိုက်ပြီးတော့ပိုဆိုးတာပေါ့နော်။ဒါကြောင့်ငြိမ်းချမ်းမှုမရှိတဲ့အခါမှာတပိုင်းတဒေတာရှိပြီသားလို့ယုံကြည်မစင်ပုံပြီးအကျုံများပါတယ်နော်။ဆိုပါစို့အခုတွေ့နေတဲ့တွေ့ကြုံမှုကအာအဝိစင်ငရဲ့မှာအာ ခံစားရတဲ့ဒုက္ခထက်ပိုပြီးငြိမ်းချမ်းလားမငြိမ်းချမ်းဘူးလားဆိုပြီးတော့စင်ချင်းတဲ့နော်လုံးဝပုံငြိမ်းချမ်းတယ်ဆိုပြီးတော့လုံးဝစိတ်ချပါအဲ့တော့တအားပုံငြိမ်းချမ်းတယ်ဆိုရင်အဲ့လိုစင်အစဉ်ပြေတော်တာဆိုငြိမ်းချမ်းမှုကိုရှုလို့ရပါပြီ။ဘာကြောင့်ဒီလောက်ထိလိုလဲဆိုတော့တတိလိငြိမ်းချမ်းမှုလက္ခဏာတည်ရင်အဲ့ဒီတတိလိငြိမ်းချမ်းမှုကိုပွားသွားလို့ရတယ်။တတိလိငြိမ်းချမ်းမှုမှမတွေ့ဘူးဆိုလို့ရှင်ဘာတွေပွားမလဲပေါ့။ ဘာလို့မမေ့ရတာဒါကြောင့်ဦးဇင်းတို့မှာမြေချမှုတင်းနီးတင်းနီးနဲ့ရှိပြီသားဆိုပြီးတော့ယုံကြည်ရမယ်ယုံကြည်ပြီးရင်ဝါရမယ်ဝါပြီးရင်တဖြည်းဖြည်းချင်းအိနိဝရဏ၅ပါးကိုလည်းဖယ်လိုက်ပြီးတော့အကျိုးမြပါတယ်ဆိုတော့အဲ့လိုမြေချမှုရှုရတယ်နိုင်ရှင်ချအပ်ချင်းရှုမဲ့ဆရာလိုပါဆုံးဟုတ်ပြီ Naomi Kuhn Werner.